သားဆက်ချာနီလမ်းများစနစ်တကျသားဆက်ချာခြင်းကနေမိသားစုအတွက်တင့်လျော်တဲ့ကလေးရည်အတွက်ကိုစီမံရယူနိုင်တာမိခင်နဲ့ကလေးကျမ်းမာရေးကိုကာကွယ်နိုင်တာမိသားစုစီမံကိန်းစီဝါရေးပညာရေးလူမှုဘဝတိုးတက်ရေးတွေကိုစနစ်တကျဖန်တီးတည်ဆောက်နိုင်တာစတဲ့အကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်ဒီတစ်ပတ်မှာတော့ဘလို့သားဆက်ချာနီလမ်းတွေရှိလဲဘယ်နည်းကလိမ္မာတဆင်ကူးဆက်တဲ့ယောဂါတွေကိုကာကွယ်နိုင်လဲအာသာချက်အားနည်းချက်ဘာတွေရှိလဲဘလို့သုံးရတာလဲစတာတွေကို ဝေမျှတော့မှာဖြစ်ပါတယ်။တားဆစ်ချနီလန်တွေကပါရီလေ။ကွင်းတုံးအတုံးပြူခြင်း၊ကွင်းတုံးအတုံးပြူခြင်းဟာတားဆစ်ချနီလန်တွေထဲမှာလင်ကတဆင့်ကူးဆက်တတ်တဲ့ယောဂါတွေကိုကာကွယ်ပေးနိုင်တဲ့တခုတည်းသောနည်းဖြစ်ပါတယ်။အမျိုးသမီးသုံးကွင်းတုံး၊အမျိုးသားသုံးကွင်းတုံးဆိုပြီးရှိပါတယ်။အမျိုးသမီးအင်္ဂါအတွင်းအမျိုးသားတို့ဤမဝင်အောင်တားဆစ်ပြီးကိုယ်ဝန်မရအောင် ကာကွယ်ပေးတာဖြစ်ပါတယ်။လိန်ဆက်ဆံမှုပြုလုပ်တိုင်းကွင်းတုံးအစ်စ်သုံးဖို့လိုအပ်ပါတယ်။နည်းစနစ်မှန်ကန်စွာအသုံးပြုမယ်ဆိုရင်စိတ်ချရတဲ့တားဆစ်ချနီတစ်မျိုးဖြစ်ပါတယ်။ အားတာချက်အနေနဲ့ကတော့လင်ကတဆင်ကူးဆက်တဲ့ယောဂါတွေကိုကောက်ွယ်ပေးနိုင်ပြီးဟော်မုန်းပတ်ဝန်းမှုမရှိတာနဲ့အတူဆောင်ထားနိုင်တာပဲဖြစ်ပါတယ်။အားနည်းချက်ကတော့ကွန်းတုံးပေါက်ပြပြီးကွန်းရသွားနိုင်တာနဲ့တချို့ဓာတ်မတည့်တဲ့သူတွေမှာကွန်းတုံးမှာပါတဲ့ပတ်ဝန်းပစ္စည်းတွေနဲ့ဓာတ်မတည့်တာမျိုးတွေရှိနိုင်ပါတယ်။သားစချာတောက်ဆင်းများအီစထရိုဂျင်ပရိုဂျက်စတီရုန်းဟော်မုန်းနှပြုတ်ပါဒရီသားတောက်ဆင်းနဲ့ပရိုဂျက်စတီရုန်းဟော်မုန်းတစ်မျိုးတည်းပါဒရီသားတောက်ဆင်းဆိုပြီးအမျိုးအစားနှမျိုးရှိပါတယ်။ ဈေးကွက်ထဲမှာတော့ထုတ်တိုင်နိုင်ငံဖြန့်ချီတဲ့ကုမ္ပဏီပေါ်မူတည်ပြီးဈေးနှုန်းအမျိုးမျိုးရှိနေပါတယ်။ဒီနေ့တလုံး၄စဉ်အချိန်မမှန်တောက်ဖို့အရေးကြီးပါတယ်။အတကြရီကတော့ဝရလွယ်ကူတာလိန်ဆက်ဆံမှုကိုအနှောက်အယှက်မဖြစ်စေတာရာသီလာတဲ့အခါမျိုးသမီးအများစုခံစားရတဲ့ဝေဒနာကိုတက်တာစေတာရာသီမှန်စေတာနဲ့ဝက်ချံတွေကိုတက်တာစေတဲ့ကောင်းကျိုးများရှိပါတယ်။အန္တရာယ်ကတော့အချိန်မှန်မှန်ဆေးသားဖို့ပြက်ကွက်ရင်ကိုယ်ဝန်ရသွားနိုင်တာ ဆေးကိုအမျိုးသမီးတွေကသာတောက်တုံးနိုင်တာနဲ့လိင်ကတဆင်ကူးစက်တတ်တဲ့ယောဂါတွေကိုကာကွယ်မပေးနိုင်တာလို့ပဲဖြစ်ပါတယ်။တိမ်တွင်းထက် သားဆက်ချပစ္စည်းဟော်မုန်းပါဝင်တဲ့တိမ်တွင်းထက်သားဆက်ချပစ္စည်းနဲ့ဟော်မုန်းမပါဝင်တဲ့တိမ်တွင်းထက်သားဆက်ချပစ္စည်းဆိုပြီးအမျိုးအစားနှမျိုးရှိပါတယ်။ကာလရှည်သားဆက်ချပေးနိုင်တဲ့နေ့တစ်ခုဖြစ်ပြီးအသုံးပြုတဲ့အမျိုးအစားလိုက်၁၀နှစ်အထိတိမ်တဲထည့်ထားနိုင်တာမျိုးရှိပါတယ်။ တိန်တဲ့ထက်တားဆက်ချပစ္စည်း၃ချင်းရဲ့အားသာချက်တွေကတော့ကာလာရှိတားဆက်ချပေးနိုင်တာနဲ့99ရာခိုင်နှုန်းထိယုံကြည်စိတ်ချလို့ရနိုင်တာပဲဖြစ်ပါတယ်။အားနည်းချက်တွေကတော့တိန်အတွင်းတားဆက်ချပစ္စည်းထည့်ဖို့စီယုံစည်းကမ်းတွေကိုတွားရတာစတဲ့အုံပြုပြီးပထမ6လမှာပြင်းမမှန်မစင်းတာနဲ့လင်ကားတဆင့်ကူးဆက်တတ်တဲ့ယောဂါတွေကိုကာကွယ်မပေးနိုင်တာတွေဖြစ်ပါတယ်။လမောင်းတွင်းထည့်တားဆက်ချပစ္စည်းလမောင်အတွင်ဟွန်မုံပါဝင်တဲ့ပလတ်စတစ်ပြော့ကြောင့်တစ်ချောင်းဒါမှမဟုတ်နှစ်ချောင်းထည့်ထားရတာဖြစ်ပါတယ် တောက်ကြွေတာကိုတားဆီးပြီးကိုဝင်မရအောင်ကာဝယ်ပေးတာဖြစ်ပါတယ်။မျိုးစားလိုက်၃နှစ်၅နှစ်၆နှစ်ကာလရှည်တားသက်ချပေးနိုင်ပါတယ်။ကောင်းကျိုးကတော့ကာလရှည်တားသက်ချပေးနိုင်တာနဲ့99ရာခိုင်နှုန်းစိတ်ချလို့ရပါတယ်။အားနည်းချက်ကတော့ဟော်မုန်းရဲ့ဘေးထွက်ဆိုးကျိုးတွေခံစားရနိုင်တာ လမောင်တွင်ဒရေသားပစ္စည်းထည့်ဖို့ဆေးရုံဆေးကန်းတွားဖို့လိုတာနဲ့လင်ကတ်တဆင်ကူးဆက်တဲ့တဲ့ယောဂါတွေကိုကာဝယ်မပေးနိုင်တာတွေဖြစ်ပါတယ်။နောက်ရက်တွေမှာထိုးစီအေးဖို့ဒရေသားစီတားကြောဖြတ်တာနဲ့ ရက်ရှောင်တာစတဲ့သားစချန်နီလန်တွေအကြောင်းထပ်မံမျှဝေပေးသွားအောင်မှာမို့စောင့်မျှကြည့်ရှုပေးကြပါဦး။